ဒီနေ့ကျမစီစဉ်ရမှာကအခန်းဆက်တဲ့စိတ်မှဝိညာဉ်ကိုပိုင်းခြားသိမြင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကခေါင်းစဉ်လေးဖြစ်တယ်။ဝိညာဉ်၌ဒီနေခြင်းဖြစ်ပါတယ်လို့အရှိကအခန်းကလေစိတ်ကိုညင်းပဲ့ခြင်းခေါင်းစဉ်လေးအောက်မှာပေါ့အဲ့ page 143အောက်စာမျက်စာကြောင်းလေးမှာပေါ့ဘာပြောထားလဲဆိုတော့ခရစ်ဝင်ကျမ်း၄ကျမ်းစလုံးမှာတဲ့စိတ်ကိုညင်းပဲ့ဖို့ပြောထားတယ်။ထိုဩဝါဒစာဆောင်များအလုံးကလည်းတဲ့ ဝိညာဉ်၌အသက်ရှင်ပြီး အရာအလုံးကို လုံဆောင်ရမယ့်အကြောင်းပဲပြောထားတယ်။ဘာလို့လဲဆိုတော့တဲ့ယခုသခင်ယေရှုကတဲ့ကျမတို့ရဲ့လူသားဝိညာဉ်ထဲမှာရှိနေတာကိုအရင်သင်္ကားစာတွေမှာကျမတို့ကသိခဲ့ရပြီးဖြစ်တယ်။ကိုရော်ရဲ့ယေရှုတော်ကအမ်ကျမတို့ရဲ့ဝိညာဉ်သားလည်းရှိတယ်ဆိုတော့လည်းပြောထားတာတွေ့ရတယ် ဖျားသခင်ရဲ့ထာဝရစီမံကိန်းကကျမတို့ရဲ့ဝိညာဉ်အแทးမှာဖျားကိုတော်တိုင်ကအသက်ရှင်ပေးပြီးဖျားရဲ့ဒရတ်တဘာဝတွေကိုကျမတို့အแทးကိုခံပြူပေးနေခြင်းဖြစ်တယ်လို့ကျမတို့အားလုံးသိခဲ့ရပြီဖြစ်တယ်ပေါ့နော်အခုကတော့ page 144ကဝိညာဉ်၌တည်နေခြင်းခေါင်းစဉ်အောက်မှာဗာပြောထားလဲဆိုတော့ကျမတို့ခရစ်ယေရှုခရစ်တော်ကိုတဲ့မိမိရဲ့ကယ်တင်ရှင် စေဗျာလို့ဝန်ခံလိုက်တဲ့အခါမှာကျမတို့ကဝิญဉာဉ်ကယ်တင်ခြင်းရတယ်ပေါ့နော်အဲ့ခါမှာကျမတို့ဟာဘာသာရေးတွင်တင်ခြင်းများစွာကိုခံယူခဲ့ကြရတယ်ဘလို့တွင်တင်လဲဆိုတော့ဘလို့တွေတွင်တင်ခြင်းနေကျမတို့ရခံယူခဲ့ရတယ်လဲဆိုတော့ဖျားခင်သည်ພັນစင်းရှင်ဖြစ်တယ်ကျမတို့ဟာພັນစင်းခံတတ္တဝါများဖြစ်ကြတယ်ဒါကြောင့်ဖျားခင်ကိုကြောင်းရွံ့ရမယ်ဖျားကိုအစေခံရမယ်ကျမတို့ကဖျားကိုဝမ်းမြောက်စေရမယ် ကောင်းတဲ့အရာတွေကိုစ조사လှုပ်ဆောင်ရမယ်။ဖရာရဲ့နာမတော်ဘုန်းထင်ရှားဖို့ယံတစုံတစ်ခုသောအရာကိုလှုပ်ဆောင်ရမယ်။စသဖြင့်တွင်တင်ခြင်းတွေကိုကျမတို့ခံယူခဲ့ကြရတာအလုံးသိပါတယ်နော်။ဒါဟာဒါကိုကျမအဲ့လိုမျိုးဖတ်တဲ့အခါမှာကျမထဲမှာဗာရရှိလဲဆိုတော့ဒါဟာငါးစာတိကိုဗဟုပြုတဲ့တွင်တင်ခြင်းတွေပဲဖြစ်တယ်လို့အခုချိန်မှာကျမတို့သိလာရတယ်ပေါ့နော်။အဲ့ဒီဘာသာရေးတွင်တင်ခြင်းတွေကိုကြည့်တဲ့အခါမှာ မကောင်းတာလုပ်ဖို့မပြောပါဘူးလို့ကောင်းတာလုပ်ဖို့ဖះဝမ်းမြောက်စေဖို့လုပ်ဖို့ပဲပြောတဲ့အတွက်ကြောင့်အလွန်ကောင်းမွန်ပါတယ်တဲ့ဒါပေမဲ့တဲ့ထိုအရာများကတဲ့ဖះတခင်ရဲ့စီမံကိန်းအမှတ်လက္ခဏာနဲ့ဘာမှမဆိုင်ဘူးဆိုတော့ကိုအသက်နှုတ်ကပတ်တော်စားသုံးလာတဲ့အခါမှာကျမတို့ကသိလာရတယ်နော်ကျမတို့ဟာလောကကျင်းဝင်းနဲ့ဆိုင်တဲ့အရာများကိုတွင်တင်ချင်းခံရတယ်လို့ဒီမှာဒါတလေးကထပ်ပြောထားတယ် လူကောင်းဖြစ်ရမယ်နှိမ့်ချရမယ်တိခန့်ရမယ်တိမ်မွေးရမယ်ချစ်ခင်တတ်ရမယ်ဒေါသဒေါသမထွက်ရမိဘကိုရိုတည်ရမယ်ခင်မွန်းတည်များကလည်းဇနီးမယားကိုချစ်ရမယ်ဇနီးတည်များကလည်းခင်မင်းကိုနာခံရမယ်စသည်ဖြင့်များစွာဘောเนาะကျမတို့တွင်တင်ချင်းခံခဲ့ရတယ်အဲ့ဒီအရာတွေကပေါ့เนาะဆရာရှင်လုံးကျမတို့တို့တစ်ခါပြောပြီးတယ်အပြင်အဲ့ဒါတွေအကုန်လုံးကလည်းအပြင်လက္ခဏာပဲဖြစ်တယ်တဲ့ အပြင်မှာဝတ်ထားတဲ့ဒီအဝတ်စားတွေပဲဖြစ်တယ်ပေါ့နော်ဟိုအတွင်းထဲမှာဒီဝိညာဉ်ထဲမှာဖြစ်လာတဲ့အရာတွေမဟုတ်ဘူးဆိုတာကိုဆရာတစ်ခါပြောဘူးတယ်ပေါ့နော်အဲ့တော့ငါကိုဘို့ဟုတ်ပြုတဲ့တွင်တင်ချင်းများစွာကိုတဲ့တွင်တင်ခံခဲ့ရတယ်အလွန်ကောင်းတဲ့လောကကျင့်ဝတ်တွေဖြစ်ပါတယ်တဲ့အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ဆရာတင်ရဗာပြောလဲဆိုတော့အမြဲတမ်းမှားတယ်ပေါ့အလုံးဟာမှားတယ်လို့ဆရာပြောတယ်ပေါ့နော်အမြဲတမ်းအဲ့တော့ page 145မှာဆိုလို့ရှိရင် ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15အခန်းကြီးတစ်ခုလုံးကကျမတို့ကိုသခင်ဖျား၌တည်နေဖို့ပဲပြောထားတာတွေ့ရတယ်။ရှင်ယောဟန်အခန်း15 15ငါးမှာသခင်ယေရှုကပြောတယ်ငါသည်သဖြင့်ရပင်ဖြစ်၏သင်တို့သည်အခက်များဖြစ်ကြ၏အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းသင်တို့၌တည်မည်လို့ပြောထားတယ်ပေါ့နော်အဲ့တော့အခက်ဖြစ်တဲ့ကျမတို့ကယုံကြည်သူသားသမီးတွေကသဖြင့်ရပင်ဖြစ်တဲ့သခင်ယေရှု ခရစ်တော်နဲ့ဆက်နေရမှာ ဖြစ်တယ်ပြီးတော့သခင်ယေရှုခရစ်တော်ထဲမှာကျမတို့ကအစင်တီနေရမယ်လို့ပြောထားတာဖြစ်တယ်ပေါ့အဲ့ဒီအခါမှာကျမတို့ဟာဖျားအသက်နဲ့အသက်ရှင်နေပြီးဖျားရဲ့အသက်ကျွေးဝခြင်းများကကျမတို့အထဲမှာထင်ရှားပြီးတော့ခါခမဲတော်ရဲ့ဘုန်းကိုထင်ရှားစေမှာဖြစ်တယ်ဒါအဲ့ဒီထဲမှာကျမရရှိတာပေါ့နော်အဲ့မှာဖျားရဲ့စီမံကိန်းဖြစ်တယ်အဲ့ဒါပေါ့နော်အဲ့တော့ကျမတို့ဟာတဲ့ဘာသာ ရေးဆိုင်ရာနဲ့လောကကျင်းဝတ်တရားများတွင်စင်တွင်တင်ခြင်းများကိုမေ့ထားဖို့လိုတယ်။ကျမတို့ဟာခရစ်တော်ရဲ့အကိုင်းခက်တစ်ခုဖြစ်တယ်ဆိုတာကိုပဲကျမတို့ကအမြဲ focus ထားပြီးတဲ့အခါမှာကျမတို့ကအဲ့ဒါကိုတတိတရားနဲ့မှတ်သားထားဖို့ပဲလိုတယ်တဲ့။အဲ့တော့ကျမတို့ဟာသဖြင့်ရပင် ဖြစ်တဲ့အတွက်ကြောင့်ခရစ်တော်၌တည်နေရင်ခရစ်တော်ကလည်းကျမတို့၌တည်နေမှာဖြစ်တယ်။ကျမတို့ကခရစ်တော်မှာတည်ခြင်းရင် ခရစ်တော်ဘယ်မှာရှိလဲဆိုတာလေကျမတို့ကသိရမှာပေါ့เนาะဟိုအခါဟိုတနေ့ရလို့ပြောသလိုပေါ့ကျမတို့ကဖျားဆိုရင်ဟိုးဝေးမှာကောင်းငင်ဘုံဟိုးဝေးမှာပဲရှိတယ်လို့ထင်တာเนาะအဲ့လိုမျိုးထင်ကြတယ်ထင်ခဲ့တယ်ပေါ့เนาะဆူတောင်းရင်တောင်ကျမတို့ကလေကောင်းငင်ကိုမော့ပြီးတော့ဆူတောင်းတာတိလားအဲ့တော့ဒီမှာဖရာတိလီယဥပမာလေးပေးထားတယ် ဘာတော့သူကတော့ဘာမှတော့မပြောဒီမှာကျမတော့ဥမာပေါ့ကြောကျမတို့ကဆမသူစာအိမ်မှာသွားခြင်းတယ်ဆမအိမ်ဆမသူစာအိမ်မှာကျမတို့ကရှိနေခြင်းတယ်ဆိုလို့ရှိရင်ဆမသူစာရဲ့အိမ်လိပ်စာဘယ်ရောက်ကမှနေလဲဘယ်တိုက်နံပါတ်လဲဘယ်အထက်လဲဘယ်အခန်းနံပါတ်လဲဆိုတာသိဖို့လိုမှာပေါ့အဲ့တော့ကျမတို့ကဆမသူစာရဲ့လိပ်စာကိုမသိဘဲနဲ့ဘယ်လိုနီးနေမှသူ့အိမ်မှာလည်းရှိမနေနိုင်ပေါ့နော်ဒါကြောင့်ကျမတို့ဟာဒီ ခရစ်တော်ဘယ်မှာရှိလဲဆိုတော့ခရစ်တော်နဲ့အတူနေခြင်းနဲ့ခရစ်တော်နဲ့အတူဆက်သွယ်နေခြင်းနဲ့ဆိုကျမတို့ကခရစ်တော်ဘယ်မှာရှိလဲဆိုတော့ကျမတို့ကသိရမှာဖြစ်တယ်။အသိဉာဏ်နဲ့၎င်းနဲ့ခံစားမှုနဲ့၎င်းခရစ်တော်၌မတည်ရှိနိုင်ပါဘူးတဲ့။ကျမတို့မှာဝိညာဉ်ရှိနေတဲ့အတွက်သာလျှင်ဝိညာဉ်ဖြစ်တဲ့ခရစ်တော်၌တည်နေနိုင်တာဖြစ်တယ်တဲ့။ကျမတို့ရဲ့လူသားဝိညာဉ်မှာခရစ်သခင်ဖျားကိုတော်တိုင်နဲ့ကိုတော်ရဲ့ဂျေဇူးတော်တည်ရှိနေတယ်ဆိုတာကိုကျမတို့ကသိရမယ်။ ခရစ်တော်၌တဲ့မှန်ကန်စွာတည်နေခြင်းရင်ကျမတို့ကကျမတို့ရဲ့ဝိညာဉ်ကိုလည်းပိုင်းခြားသိရမယ်ဆိုတော့ဝိညာဉ်မှာဘယ်နှပိုင်းရှိလဲဆိုတာလေကျမတို့ဟိုးအရင်တုန်းကမသိခဲ့ပါဘူးဒါအမှန်တိုင်းပဲဖြစ်တယ်အခုဒီအသက်နှုတ်ကပတ်တော်ကိုစားတယ်ဆိုတဲ့အခါမှာဝိညာဉ်မှာအပိုင်း၃ပိုင်းရှိတယ်ဆိုတော့ရှေ့ကစာရဲစာစာဥတည်မှာလည်းကျမတို့ရတင်ယူခဲ့ပြီပေါ့နော်အဲ့တော့ဝိညာဉ်မှာအော်တပရှိတယ်တဟာရရှိတယ်အလိုလိုသိရှိတယ်၃ပိုင်းရှိတယ်ဆိုတော့ကျမတို့သိခဲ့ရပြီ အော်တပဒီမှာ ကျမတို့ကအော်တပတ်ကတန်ရှင်းစင်ကြဲချက်မျက်နေမှာဖះနဲ့ကျမတို့ကမိတ္တဟာရဖွဲ့နိုင်တယ်ဖះကနံဝိညာဉ်ဖြစ်တယ်ဒါကြောင့်ကျမတို့ကနံဝိညာဉ်ဖះကို ကျမတို့ရဲ့ဝိညာဉ်နဲ့ပဲဆက်သွဲတိုးထိတီကျွမ်းယင်းနီတာဟာရဖွဲ့ဖို့လိုတယ်ပေါ့နော် ကျမတို့ရဲ့လူဝိညာဉ်အားဖြင့်ပဲဖះတခင်နဲ့ကျမတို့ကအပြန်အလှန်စကားပြောဆုတောင်းနိုင်တယ် ကျမတို့ရဲ့လူဝိညာဉ်နဲ့ပဲဖျားတခင်ကိုကိုးကွယ်နိုင်တယ်။ဖျားနဲ့ကျမတို့ကလို့ကိုးကွယ်တဟာရရှိတဲ့အခါကျတော့မှကျမတို့အထဲမှာအလိုလိုသိတဲ့ဓမ္မအာယုံထိုးထွင်းသိရှိခြင်းသိခြင်းတွေရှိလာမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဝိညာဉ်နဲ့ပဲမှာဖျားရဲ့စိတ်ထဲမှာရှိတဲ့အရာတွေကိုအလိုလိုသိလာနိုင်တယ်။ အဲအဲ့လိုပေါ့ဒီဝိညာဉ်ကိုကျမတို့ကဒီလိုမျိုးကိုတိနေရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ page 145အလဲတော့မှာဆိုရင်ပြောထားတယ်ကျမတို့ရဲ့ဝိညာဉ်၌ရှိသောသခင်ဖျားကိုတော်၌ကျမတို့တည်နေတဲ့ခါမှာတဲ့ကိုတော်ကကျမတို့ကိုပိုင်ဆိုင်မှုအတွက်အခွင့်အရေးရလာမှာဖြစ်တယ်တဲ့အဲ့တော့ကျမတို့ကအပိုင်ခံမှုလိုတယ်အဲ့ဒီဖျားကကျမတို့လုံနေတဲ့အရာတွေကိုဖြစ်ပေးပြီးတော့ဖျားသဘောတဘာဝဓာတ်တဘာဝတွေဖျားဖြစ်ခြင်းတွေနဲ့ကျမတို့ကိုပြေဝစေမှာဖြစ်တယ် 皮鞋也市民给别送不撇的，这马路上有人在买皮鞋、古老鞋，得闲时得到换双皮鞋，撇得心内的。这马路上皮鞋也多得跑哇，皮鞋也少得跑哇，皮鞋也齐全，皮鞋也能穿进、低跟进、宽了进、露脚底没进、单鞋进、碎鞋进。 ငိမ့်တက်ချင်းစတဲ့ဖရာရဲ့ကြွယ်ဝခြင်းများကိုတဲ့ကျမတို့ဝิญဉ်ထဲမှာထည့်ပေးခြင်းဖြင့်ကျမတို့ထဲမှာဖရာရဲ့ဘုန်းကထင်ရှားပြီးတော့ကျမတို့ထဲမှာဝิญဉ်အသေးတွေတီးလာမှာဖြစ်တယ်အဲ့တော့ inside out ဖရာသခင်ကလေအော်ဖရာကျမတို့ထဲမှာအလုပ်လုပ်မယ်ဆိုလို့ရှိရင် inside out လုပ်တယ်ပေါ့နော်အဲ့တော့ကျမတို့ရဲ့ဝิญဉ်ထဲမှာရှိတဲ့အရာအလုံးပါဝင်သောခရစ်တော်ရဲ့ကြွယ်ဝခြင်းများကကျမတို့ဝิญဉ်ကနေတဆင့် စိတ်စိတ်ကနေတဆင့်ကျမတို့ခန္ဓာတွေကိုရောက်ရှိပြီးတဲ့အခါမှာကျမတို့အားဖြင့်လူတွေကဖရာရဲ့ကောင်းမြတ်ခြင်းဖရာရဲ့ကြွယ်ဝခြင်းဖရာရဲ့သဘောတဘာဝများကိုကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကထိတွေ့သိမြင်ခံစားရမှာပေါ့နော်ဝိညာဉ်အတီးတီးတဲ့အခါမှာမှဖရာဖရာရဲ့အရေးချင်းနေဖရာကဘာလို့ဖရာလဲဖရာကဘာလဲဆိုတာကိုကျမတို့ထဲရနေလူတွေက သိတာမှာဖြစ်တယ်ပေါ့ ဤဒီမှာတဲ့ဘာသာရေးသုံးမဟုတ်လောကချင်းဝတ်တွင်တင်ခြင်းမဟုတ်ဖဲခရစ်တော်၌ရှိသောအသက်အကြောင်းဖြစ်တယ်။ဘရဒလီကထပ်ပြောထားတယ်နော်။အခုကျမတို့ဖတ်ရှုနေတဲ့စာတွေကစာတွေရဲ့ရည်ရွယ်ချက်ကတဲ့တွင်တင်ခြင်းပေးတာမဟုတ်ပါဘူးတဲ့။ဘာသာရေးနဲ့လောကဝတ္တရားများပေါ်မရရှိလာဖို့အတွက်လဲလုံးဝလုံးဝမဟုတ်ဘူးလို့ပြောထားတယ်။ကျမတို့ရဲ့တခုတည်းသောဝေစု ကျမတို့ရဲ့အသက်နဲ့ကျမတို့ရဲ့အရာအလုံးဖြစ်ဖို့အတွက် ကျမတို့အထဲကိုဖျားသခင်ကိုတော်ဒိုင်ကို ဝေငှဖြန့်ဖြူးပေးခြင်းဖြစ်တဲ့ဖျားသခင်ရဲ့အကြံစီကိုသိရှိနားလည်ဖို့ကျမတို့ကိုတဲ့အကူအညီပေးနေတဲ့စာဖြစ်တယ်လို့ပြောထားတယ်။ကျမတို့ဟာအခုကစပြီးကိုရောအားဖြင့်အသက်ရှင်ပြီးကျမတို့၌ရှိတဲ့အရာအလုံးဖြစ်တဲ့ကိုရောကိုရရှိတဲ့အတွက်ဝမ်းမြောက်ဖို့ပဲဖြစ်ပါတယ်တဲ့။ အမှတ်လက္ခဏာဒီဟူသောတော့ချက်ကမြည်သည့်နေရာမှာရှိတယ်လဲဆိုတာသိဖို့လိုတယ်။ဖျားသခင်ရဲ့စီမံကိန်းရဲ့အမှတ်လက္ခဏာဖြစ်တဲ့ခရစ်တော်သားကျမတို့ရဲ့ဝိညာဉ်ထဲမှာရှိတယ်ဆိုတာကိုကျမတို့ကသိကိုသိရမှာဖြစ်တယ်ပေါ့နော်။အဲ့လိုအံ့ဩပဲကောင်းတဲ့အရာအလုံးပါဝင်တဲ့အကန့်အသတ်မရှိတဲ့ဖျားသခင်က ကျမတို့လူသားဝိညာဉ်ထဲမှာလာရောက်ကိန်းဝတ်နေဖို့အတွက်ဖျားကိုယ်တော်တိုင်ကသူကိုယ်တိုင်ကန့်သက်ပြီးတော့ခံယူခဲ့တာဖြစ်တယ်ပေါ့နော်။ အဲ့တော့ကျမတို့ကျမတို့ကအလွန်သေးငယ်ပြီးတော့ခါမှာကျမတို့ကအလွန်သွားကန့်အကန့်တတ်ရှိကြတယ်ပေါ့နော်ဒါပြင်မဲ့တဲ့ကြီးမားတဲ့ဘုရားသခင်ကကျမတို့ရဲ့ဝိညာဉ်အတွင်းမှာတော့ကိန်းဝတ်နေတယ်ကျမတို့ကအကန့်တတ်ရှိတယ်ဒါပေမဲ့အကန့်တတ်မရှိတဲ့ဘုရားကကျမတို့ဝိညာဉ်ထဲမှာလာပြီးတော့ကိန်းဝတ်တယ်ပေါ့နော် ဒီအကြောင်းအရာကတဲ့ဘာသာတရားရှိရန်သို့မဟုတ်လောကကျင်းဝတ်တရားရှိရန်တဝူးတယောက်အားတွင်တင်ခြင်းမဟုတ်ဘူးမဟုတ်ပါဘူးကျမတို့ရဲ့လူသားဝိညာဉ်ထဲမှာအရာအားလုံးပါဝင်တဲ့အစင်းစစ်ထက်ကျော်လာတဲ့၃ပါးတပါးဖရာအကြောင်းအရာပဲဖြစ်တယ်တဲ့ဖရာရဲ့အကြောင်းပဲပေါ့နော်အဲ့တော့ကျမတို့ရာကျမတို့ရဲ့ဝိညာဉ်ကိုပိုင်းခြားသိမြင်မှုလိုပါတယ်စက္ကန့်တိုင်းမိမိတို့ရဲ့စိတ်ကိုငင်းပယ်တတ်ဖို့နဲ့ ဝိညာဉ်ရှိသုံးပါးတပါးဖျားအသက်ရှင်စေတတ်သောဝင်းတော်ဖျားဘက်ကိုအစင်မပြတ်လှည့်ပြန်တတ်ဖို့တင်ယူရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကအစင် godly focus ပဲထားရမယ်ပေါ့နော်ကျမတို့ရဲ့ပါဝင်ခြင်းကိုကျမတို့ကတကယ်ပဲမိထားရမှာဖြစ်တယ်ကျမတို့ကအစင်ကိုရောမှာတည်နေပြီးတဲ့ခါမှာကိုရောကလည်းကျမတို့မှာတည်နေဖို့အတွက်အခွင့်ကျမတို့ကဖျားမှတီမတာကျမတို့ကဖျားကျမတို့စီမှာတီမှန်ဖို့အတွက်အခွင့်ရရမှာဖြစ်တယ်တဲ့ အဲ့လိုကျမတို့ရဲ့လူသားဝိညာဉ်ထဲမှာရှိနေတဲ့ခရစ်တော်ကိုယ်တိုင်ကကျမတို့အတွင်းထဲကနေပြီးတော့ကျမတို့ရဲ့သူတပားကိုမချစ်နိုင်ခြင်းသူတပားကိုခွင့်မလွတ်နိုင်ခြင်းမနှိမ်ချနိုင်ခြင်းဒေါသကိုမထိန်းချုပ်နိုင်ခြင်းသူများကိုမုန်းတီးခြင်း ဲ့လိုက်စသဖြင့်ကျမတို့မလုံနိုင်တဲ့အရာတွေကိုအသက်ရှင်စေတတ်သောဝိညာဉ်တော်ဖျားကကျမတို့အတွင်းကနေပြီးတော့ခါမှာဖျားရဲ့အသက်နဲ့အသက်ရှင်စေပြီးကျမတို့ရဲ့စိတ်ခန္ဓာ၌ဝိညာဉ်အသီးများကိုသီးစေမှာဖြစ်တယ်။အဲ့လိုဖြစ်ပြီးတော့ကျမတို့ရဲ့နားမှာရှိတဲ့သူတွေကိုလည်းဖျားရဲ့ကောင်းမြတ်ခြင်းတွေကိုခံစားအဲစေမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီမှာဒီဆောက်ထဲမှာတော့ရေးမထားဘူးဒါပေမဲ့ကျမဖတ်လိုက်တဲ့အခါမှာဒါမှားသောစူတောင်းခြင်းဆိုတာကျမ ကျွန်မခေါင်းစဉ်သေးလေးတက်ထားတယ်။မှားတဲ့စူတောင်းခြင်းဖြစ်တဲ့ငါစာတီးကို focus လုပ်တဲ့ဘာသာတရားမှာရှိနေတဲ့ခရိယန်တွေဟာနာနယ်စောစောထပြီးတဲ့အခါမှာသခင်ဖျားဒီနေ့တစ်အတွက်ကိုရော့ကိုကျေးဇူးတင်ပါဤယနေ့အမှားကိုမလုပ်မိပဲမှန်သောအရာကိုသာလှုပ်ဆောင်ရန်အတွက်ကျွန်ုပ်ကိုကူညီတော်မူပါယနေ့ ကိုရောဤနာမတော်ကိုဘုံထင်ရှားစေ၍ကိုရောဤအလိုတော်အတိုင်းလှုပ်ဆောင်နိုင်ရန်ကျွန်ုပ်ကို ကူမတော်မူပါ သခင်ဖျားကျွန်ုပ်ဤဒေါသထွက်ခြင်းမှာမကောင်းချောင်းကိုရောတိပါသည်ထို့ဖြစ်၍ဒေါသမထွက်မိရန်ကျွန်ုပ်ကိုကူညီတော်မူပါသခင်ဖျားတိခန့်ခြင်းနှင့်အဲ့တော့တိခန့်ခြင်းနဲ့နှိမ့်ချမှုရှိခြင်းတွေကတော့တဲ့အလွန်ကောင်းပါတယ်တဲ့။ဘုသခင်ဖျားတဲ့ကျွန်ုပ်ကိုတိခန့်ခြင်းနဲ့နှိမ့်ခတ်ခြင်းရှိရင် မဆပါမဆကူညီတော်မူပါဘူးဆူတောင်းတတ်ကြတယ်ပေါ့နော်အဲ့လိုဆူတောင်းခြင်းရှိမှရှိမည်ဖြစ်တော်လဲတဲ့အဲ့အလေးအလာအတိုင်းပဲဆူတောင်းချမည်သူတို့ကဆူတောင်းကြမှာပေါ့နော်အဲ့တော့ဒီအရာဒီသူတို့ဒီလိုဆုတောင်းတဲ့အရာဟာတဲ့ဝိညာဉ်ရေးရာဆုတောင်းခြင်းမဟုတ်ဖဲနဲ့တဲ့ဘာသာတရားနဲ့လောကကျင့်ဝတ်အတိုင်းဆုတောင်းခြင်းဖြစ်တယ်တဲ့ကိုမလုံနိုင်တဲ့ဟာကိုဖះကကို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 လှုပ်စေဖို့အတွက်ဆုတောင်းတာလေနော်အမှန်အမှန် အမှန်တကယ်ကကျမတို့ကကိုမလုံးနိုင်တဲ့အရာကိုကျမတို့ထဲမှာရှိတဲ့ဖျားကိုကျမတို့အထဲကနေလှုပ်ဖို့အတွက်ကျမတို့ကအခွင့်ပေးရမှာပေါ့နော်။ဒါပေမဲ့အခုသူတို့ဆူတောင်းတာကကြတော့ငါကိုပဲ focus လုပ်တယ်လို့ကျမကရရှိပါတယ်လို့အဲ့ဒီအခါမှာတဲ့ကျမကျမရရှိတာအဲ့ဒါဘဟုပြုငါကဘဟုဘဟုပြုတာပဲဖြစ်တယ်ပေါ့နော်။ငါလှုပ်နိုင်မို့ငါတက်နိုင်မို့ငါလှုပ်နိုင်မဲ့အရာတွေပဲဖျားကလာပြီးတော့ကုညီဖို့အတွက်ဖျားကို ထပ်ပြီးတော့ demand ဖျားကိုပြန်ပြီးတော့ခိုင်းစေနေတာဖြစ်တယ်လို့ကျွန်မရရှိတယ်ပေါ့နော်အဲ့တော့ကျွန်မတို့ကတဲ့နန်နဲ့ခင်းမှဘယ်လိုဆူတောင်းရမလဲဆိုတာကိုဒီမှာ brotherly ကပြောထားတယ်ဒါကအဒါသူသူပြောထားတဲ့အရာကတော့ဒါကျမကကျမရရှိတာပေါ့နော်မှန်သောဆူတောင်းခြင်းဖြစ်တယ်အဲ့တော့ကျမတို့ကကျမတို့ရဲ့ notebook လေဆူတောင်းစာအုပ်ဆိုတာဒီတိုင်းမှာရှိမှာပဲ အဲ့တော့စူတောင်းစာအုပ် notebook လေးမှာရေးထားတဲ့နေပေါ့နော်အကယ်၍ဒီဖျားသခင်စီမံကိန်းစာအုပ်ဖတ်ခြင်းပြီးဆုံးသွားရင်လည်းပဲကျမတို့က notebook ထဲလေးမှာရေးထားလိုက်တဲ့အခါမှာကျတော့ဒါမှန်တဲ့စူတောင်းခြင်းဖျားကြိုက်တဲ့စူတောင်းခြင်းဒီပေါ့နော်ဟိုအဘာသာတရားလောကပြင်းဝင်တဲ့စူတောင်းခြင်းမဟုတ်ဘူးဆိုတာကိုကျမတို့ကိုတတိယစီမဲ့ပေါ့နော်အဲ့တော့ဒီထဲမှာပြောထားတဲ့စူတောင်းချက်လေးကဘယ်လိုလဲဆိုတော့ တခင်ဖျားကိုရော့ကိုချီးမွမ်းပါသည် ကိုရော့သည်တန်ရှင်သောဝင်းတော်၌ခမဲတော်နှင့်အတူရှိသည့်အံဩဖွဲ့အရှင်ဖြစ်ပါသည်ထိုဝိညာဉ်တော်သည်ကျွန်ုပ်၏လူသားဝိညာဉ်ထဲ၌ရှိနေခြင်းမှဘုံကြီးလှပါသည်တခင်ဖျားကျွန်ုပ်သည်ကိုရော့ကိုစစ်စစ်မျှော်ကြည့်ပါမည်ကိုရော့ကိုကျွန်ုပ်ဝတ်ပြုကိုးကွယ်ပါမည်ကျွန်ုပ်သည်ကိုရော့ကိုကျေးဇူးတင်ချီးမွမ်းပါသည် ကိုရောနှင့်အတူမိတ္တဟာယဖွဲ့ပါသည်ဟူသောဆူတောင်းချက်မျိုးနဲ့ကျမတို့ကဆူတောင်းရမှာဖြစ်တယ်တဲ့အဲ့ဒါမှန်သောဆူတောင်းခြင်းပေါ့နော်အဲ့လိုအဲ့ထဲမှာပဲကျမတို့ကအဲ့ဆူတောင်းခြင်းရဲ့အောက်လေးမှာကျမတို့ကထပ်ထည့်လို့လည်းရသေးတယ်။အိုးသခင်ယေရှုကိုရောကိုချစ်ပါ၏။အိုးသခင်ယေရှုကိုရောကိုအချိန်တိုင်းလိုအပ်ပါ၏။ကျမအแทမှာကိုရော100%အသက်ရှင်ဖို့အတွက်အခွင့်ပေးပါ၏။ ကိုယ်တော်နဲ့ပဲပြေဝလိုပါ၏စကန်တိုင်းဝิญဉ်ဘက်ကိုလှည့်ပြီးမိမိကားတိုင်းကိုပဲထမ်းလို့ပါ၏စသည်ဖြင့်ဖျားကိုစကားပြောဆုတောင်းလို့ရတယ်ပေါ့နော်အဲ့တော့ခု page 149ကိုရောက်လာတယ်ပေါ့ 50နဲ့ခုနှစ်မှာရောက်လာတဲ့အခါမှာတဲ့အသက်ကိုစားသုံးနေတဲ့ကျမတို့ဟာဘာသာတရားစံခြင်းစံခြင်းနဲ့ကောင်းသောအရာလှူဆောင်ခြင်းတွေကို မေ့ထားဖို့လိုအပ်ပါတယ်။အဲ့ဒီခါမှာကျမတို့ဟာတနေ့လုံးကောင်းငင်ဆံရများ၌ရှိနေမှာဖြစ်တယ်။မှားတဲ့အရာဖြစ်တဲ့ အရာတွေကိုသတိရှိပါမှားတဲ့အရာတွေဖြစ်တယ်ပေါ့နော်သတိရှိပါမြန်မြန်ဆန်ဆန်မလုပ်ပါနဲ့တင်းရဲ့ဒေါသကိုမထွက်စေပါနဲ့ဟုစသည်တွေကိုကျမတို့ကစဉ်းစားစရာမလိုတော့ဘဲနဲ့ကျမတို့ကသခင်ဖရာဒေါသဒေါသထွက်ခြင်းနှိမ့်ချခြင်းတိခန့်ခြင်းစတဲ့အရာတွေနဲ့မိသည့်အရာမျှကျမမသိပါဘူးကျွန်ုပ်ဟာအရာ အလုံးပါဝင်တဲ့ခရစ်တော်ဘုန်းထင်ရှားသောခရစ်တော်ကိုသာသိပါ၏ဟုပြီးမှန်သောဆုတောင်းခြင်းနဲ့ပဲကျမတို့ကဆုတောင်းရမှာဖြစ်ပါတယ် ကိုရောနဲ့အတူမိသားရာဖွဲ့ပါ ကိုရောကိုချီးမွမ်းပါဟာလေလုယသချင်းဆိုချီးမွမ်းပါဖခင်နဲ့ပြေဝနေတဲ့အတ္တတာဖြစ်လာတဲ့အခါမှာကျမတို့ရဲ့အောင်မြင်ခြင်းကိုမြင်တွေ့လာရမှာဖြစ်တယ်တဲ့အဲ့ဒီအခါကျမတို့ညနေပိုင်းအတင်းတော်စီဝေးတွေကိုသွားတဲ့အခါမှာတဲ့ကျမကျွန်ုပ်တို့၌ကောင်းငင်ဆိုင်ရာများနဲ့ပြေဝနေမှာဖြစ်တယ်တဲ့အဲ့တော့ကျွန်ုပ်တို့ဝိညာဉ်ဒီတဲ့လွံ့မြောက်တည်တာမကကျွန်ုပ်တို့အနည်း၌ရှိသောသူများဤ အဲကျွန်တော်တို့အနည်းနိုင်ရှိတော့သူများ၏ဝိညာဉ်ကိုလည်းလွတ်မြောက်စေမှာဖြစ်တယ်တဲ့ဤဒီမှာဖျားသခင်ဤစီမံကိန်းလက္ခဏာဖြစ်တယ်ထိုအမှတ်လက္ခဏာကနေပြီးမှကျမတို့ကလွဲမသွားဖို့အတွက်ကျမတို့မှာတာဝန်ရှိတယ်ပေါ့နော်ကျမတို့အတွက်ဖျားသခင်ကဒီသူ့ရဲ့စီမံကိန်းကိုရှင်းပြပုံပေါ့ map ဖြစ်တယ်သူ့ရဲ့စီမံကိန်းကိုကျမတို့ကိုရှင်းလင်းရှင်းရှင်းလင်းလင်းပြသထားပြီးတာဖြစ်တယ် ကျွန်မတို့ကဖျားထံမှလွဲမသွားဖို့ပဲအရေးကြီးတယ်ပေါ့နော်အဲ့တော့ brother Lee ကပြောထားတယ်ယခုကျမတို့နိုင်တဲ့အလွန်မြန်ဆန်တဲ့ဇက်လီရင်ရှိနေသည်ဒါမကဒုံးမြန်လည်းရှိနေပြီဖြစ်တယ်တဲ့ဒါကြောင့်နဲ့လားနဲ့ဆွဲတဲ့လှဲနိုင်တဲ့ဘာကြောင့်ညှိတွယ်နေမလဲလို့ပြောရပေါ့နော်အဲ့ဒီဒုံးမြန်ကဘယ်မှာရှိတယ်လဲဆိုတာကိုပြောပြလိုပါတယ်တဲ့အဲ့ဒီဒုံးမြန်ကကျမတို့ရဲ့လူသားဝိညာဉ်ထဲမှာရှိနေတဲ့ရှိနေတယ်ကျမတို့ရဲ့ဝိညာဉ်ဘက်မှာရှိတဲ့၃ပါးတပါးဖျား ကျမတို့ဝိညာဉ်အแทမှာရှိတဲ့သုံးပါးတပါးဖျားအသက်ရှင်စေတတ်သောဝိညာဉ်တော်ဖျားအဖင်အဲ့ဇက်လင်၌ရှိနေတကယ်တို့တဲ့ဖြစ်နေမှာဖြစ်တယ်တဲ့အဲ့တော့ကျမတို့အแทမှာရှိတဲ့ခရစ်တော်ဒီသုံးပါးတပါးဖျားအသက်ရှင်စေတတ်သောဝိညာဉ်တော်ဖျားဟာကျက်လေရင်ပဲပေါ့နော်မြန်တယ်ပေါ့အဲ့ဒီခါမှမျိုးမှာတဲ့ကျမတို့ဟာအရာအလုံးကိုတာလွန်ကျော်ဖြတ်ပြီး တတ္တယကောင်းငင်၌ရှိနေတကယ်တို့ခံစားရမှာဖြစ်ပါတယ်တဲ့အဲဒါကသူရေစာရေစာပြောတာမဟုတ်ပါဘူးတဲ့စစ်မှန်တဲ့ခရိယန်တူဟာတဲ့ထိုကဲ့သို့ခရစ်တော်ကိုအံ့ဩဖွယ်တွေးကြုံခံစားမှုတွေရှိလာမှာဖြစ်တယ်။ကျမတို့မှာမခံမရနိုင်သောအခက်အခဲတွေကျမတို့ခွန်အားနဲ့မတက်နိုင်တဲ့ဖိစီးမှုများတွေခံစားရတဲ့အခအခတိုင်းမှာတဲ့ကျမတို့ဝိညာဉ်ထဲမှာရှိတဲ့ ဖျားခင်ထံကိုတဲ့ပြန်လာပြီးတော့ခါမှာအသက်ရှင်စေတတ်သောဝင်းတော်ဖျားသခင်ကိုပဲမျှော်ကြည့်ရမှာဖြစ်တယ်။အဲ့ဒီခါမှာကျမတို့မတက်နိုင်တဲ့အရာတွေများကိုအသက်ရှင်စေတတ်သောဝင်းတော်ဖျားကိုအခွင့်ပေးရမှာဖြစ်တယ်။အဲ့ဒီခါမှာကျမတို့ကိုစားဝင်းတော်ဖျားကကျမတို့အတွင်းထဲကနေလှုပ်ဆောင်ပေးသွားခြင်းဖြင့်ကျမတို့ဟာအဲ့ဒီပြဿနာတွေရဲ့အထက်မှာရပ်တည်လာမှာဖြစ်တယ်။ တွေ့ကြုံနေရတဲ့ပြဿနာများကကျမတို့ရဲ့ခြေပွားအောက်ကိုရောက်သွားမှဖြစ်တယ်လို့ကျမရရှိတယ်ပေါ့နော် page 148မှာတော့အရင်ကကျွန်ုပ်တို့ဒီမိသို့လုံးဆောင်ရမည်မိသို့ဆုံးဖြတ်ချက်ချမည်ကိုမသိတဲ့အခါမှာတဲ့အခက်ခဲမျိုးမျိုးကိုအချိန်ပေါင်းများစွာတွေ့ကြုံခဲ့ကြရတယ်အဲ့ဒီအခါမှာကျမတို့ဟာဖြစ်ပေါ်နေတဲ့အခြေအနေကိုဖြေရှင်းရန်ပိုဆန်းစစ်လေးလေးရှုပ်ထွေးမှုတွေပိုများလာလေဖြစ်တယ်တဲ့ အဲ့လိုတွေးကြုံခံစားလာတဲ့အခါမှာကျမတို့ကတခင်ဗျာတွေးကြုံခံစားရတဲ့ပြဿနာများကိုမေ့မြောက်ချင်ပါတယ်လို့ကျမတို့ရဲ့ဝင်ထဲမှာရှိတဲ့ဖျားထံဝင်ကျမတို့လှည့်ပြန်ပြီးတော့ကိုရော့ကိုပဲမျှော်ကြည့်ပြစေလို့ပြောရမှာဖြစ်တယ်။အဲ့ခါမှာကျမတို့နိုင်တဲ့အလင်းထွန်းလင်းခြင်းကိုခံရပြီးဖျားဘုံထင်ရှားတဲ့အသက်တာနဲ့အသက်ရှင်နိုင်မှာဖြစ်တယ်တဲ့။အဲ့တော့အရာအလုံးပါဝင်သောပုံကိုယ်တော်မြတ်ကကျမတို့ဝိညာဉ်ထဲမှာရှိနေတော့ကြောင့်ဖြစ်တယ်အဲ့တော့ ဒီလျှို့ဝှက်ချက်ကတော့ငါ၌တည်နေလို့ငါဒီလေတင်းတို့၌တည်နေမယ်လို့ပြောထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကခရစ်တော်မှာပဲအငြင်းန်းတည်နေတဲ့အခါမှာအင်းကျမတို့ကခရစ်တော်မှာပဲကျမတို့အငြင်းန်းတည်နေတဲ့အခါမှာဖះကလည်းကျမတို့ထဲမှာလာပြီးတော့ဒီနေမှာဖြစ်တဲ့အတွက်ကိုမလုံနိုင်တဲ့အရာတွေအကုန်လုံးကိုတဲ့ဖះကပဲလှုပ်သွားမှာဖြစ်တယ်တဲ့ အဲဒီရာကားတဲ့လှုပ်ဝက်ချက်ဖြစ်တယ်တဲ့ကျွန်ုပ်တို့ဒီဝိညာဉ်ကိုတဲ့ပိုင်းခြားသိမြင်တတ်မှ ကိုရော၌တည်မြင်နိုင်ဖြစ်သည် ကိုရောသည်အရာအလုံးပေါင်းရင်သုံးသုံးပါးတစ်ပါးဖြစ်ကြအောင်လည်းတွေးနိုင်တယ်ဒါကြောင့်မလို့ကျမတို့ဟာ godly focus နဲ့ပဲအစဉ်သွားပြီးတဲ့အခါမှာ သွားလာဖို့ဖြစ်တယ်အဲ့တော့အရာအလုံးပြည့်စုံလုံလောက်တော့ဝိညာဉ်တော်ဖြစ်ကျမတို့ဝိညာဉ်ထဲမှာကိန်းဝင်နေတာဖြစ်တယ် ျွန်တော်တို့ဒီတဲ့ကိုရောနှစ်ဆက်သွင်းရန်ဝိညာဉ်ထံသို့လှည့်ပြန်လာတဲ့ခါအတိုင်းမှာအလင်းအတက်တကိုးကောင်းဝင်ဆိုင်ရာစသည်တို့၌သုံးပါးတပါးဖျားနေအတူရှိပြီးသုံးပါးတပါးဖျားသည်လည်းကျမတို့နဲ့အတူတကွရှိနေခြင်းဖြစ်တယ်တဲ့ အဲ့ဒါဘုံတော့ထင်ရှားခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကအဲဒီဒါတွန်တင်ခြင်းမဟုတ်ဘဲနဲ့ကျမတို့မှာအချိန်တိုင်းဝမ်းမြောက်ဖို့တွေးကြုံခံစားနေရတဲ့တက်တည်ခံချက်အစ်မှန်ဖြစ်တယ်ကျမတို့အဝေးကိုလဲတော့အဝေးကိုလဲချော့သွားခြင်းမရှိဘဲနဲ့ဖျားသခင်ရဲ့စီမံကိန်းပန်းနိုင်ကိုရည်မှန်းချက်ထားပြီးတော့တင်ယူရမှာဖြစ်တယ်တဲ့ကျမတို့ကအဲစိတ်ကိုညင်းပယ်ရမယ်စိတ်ကိုညင်းပယ်ရမယ်ပြီးတဲ့အခါမှာ ဝိညာဉ်လေးချင်းချင်းအားဖြင့်တနေ့ပြီးတနေ့ကိုရော့ကိုမျှော်ကြည့်ပြီးတော့ကိုရော့ကိုပဲရောင်ပြန်ဟတ်ထင်ရှားစေရန်နဲ့ ကိုရောနဲ့အတူတကွမိတာဖွဲ့ချင်းရှိရန်ဤအမှတ်လက္ခဏာများကိုတဲ့ကျမတို့ကတဲ့အမြဲတမ်းထိမ့်သိမ်းဆောက်ရှောက်ရမယ်တဲ့အဲ့တော့စိတ်ကိုညင်းပယ်ခြင်းကအင်ပတန်မှခက်ခဲပါတယ်ဒါပေမဲ့လည်းကျမတို့ကိုအရှိမဘလို့စိတ်ကိုညင်းပယ်ရမလဲဆိုတော့ဖရာဘရဒလီအဖြစ်ကျမတို့သိရှိကြပြီဖြစ်တယ်ဝိညာဉ်လေးကျင်ခြင်းဆိုတော့ကျမတို့ကစိတ်ကအမြဲတမ်းဝိညာဉ်ဘက်ကိုပဲလှည့်ပြီးတဲ့အခါမှာကိုကဒီဒီဒုတိယကားတိုင်းကိုထမ်းပြီးတဲ့အခါမှာကိုရော့ဘက်ကိုပဲလှည့်ပြီးတော့ ကိုကတော့ကိုပဲကျမတို့က surrender လုပ်ရမယ်ဟာဖြစ်တယ်ပေါ့နော်ဝိညာဉ်လေးချင်းချင်းဆိုတာပေါ့နော်ဒါကြောင့်မလို့အဲကျမဒီထဲမှာရရှိတာလေးအနေငယ်ကိုစစ်စစ်ပါတယ်